ကြောက်ဖြုံဒီလို့ပြောလိုက်တာနဲ့တော်တော်များများကသိကြတာပေါ့နော်ပြီးလို့ရှိရင်ဒီကြောက်ဖြုံဒီမှဆိုလို့ရှိရင်ကျမကြီးအတွက်ဘယ်လောက်ထိကြိုးကျေးဆူရှိလဲဆိုတာကိုမျှဝေပေးมาဖြစ်ပါတယ်เนาะအားလုံးမင်္ဂလာပါเนาะဝီကျော် Sherry Channel ကနေပြီးတော့ပြန်လေးကြိုဆိုလိုက်ပါတယ်เนาะ ကျောက်ပြုံဒီလို့ပြောလိုက်တာနဲ့ကျောက်ပြုံဒီရဲ့ကျမရဲ့ကျေးကျေးစုတွေကအများကြီးပဲပေါ့နော်ပြီးလို့ရှိရင်ဒီကျောက်ပြုံဒီကခနာကိုကိုလည်းအပူကိုငိမ့်စေတယ်ပြီးလို့ရှိရင်အစိတ်တောက်တွေကိုလည်းပြေစေတယ်ပေါ့နော်တကယ်လို့ဟင်းချိုလေးချက်တောက်ရင်ပဲဖြစ်ဖြစ်နောက်ထပ်သူ့ရဲ့ကျမရဲ့ကျေးကျေးစုတွေကတော့အများကြီးပေါ့နော် အစာအိမ်အနာတွေတက်တာချင်းနဲ့ဥတွင်းကပိုးမွှားတွေကိုရှင်းချင်းနဲ့ဆိုလို့ရှိရင်ကြောက်ပြုံဒီကိုပေါ့နော်ဒီအစာအိမ်နဲ့ဥတွင်းမြစ်ပါမှာပေါ့နော်အနာဖြစ်နေတဲ့နေရာမှာဆိုလို့ရှိရင်ကုတရမှာအယောင်မှာအတုံးဝင်နေနော်ပြီးလို့ရှိရင်ဒီဗတ္တိယာပိုးတွေအားလုံးလည်းဖယ်ရှင်းရှင်းလင်းပေးနိုင်လို့အစာအိမ်နဲ့ဥလန်းချောင်းတွေကိုလည်းယောဂပိုးတွေဝင်တာမျိုးတွေမဖြစ်အောင်လည်းကာကွယ်ပေးတယ်အစာမကြေချင်းတွေကိုလည်းသူကကာကွယ်ပေးပြီးသားဖြစ်တယ်နော် နောက်တစ်ခုကကြတော့ကိုလေးချိန်တွေပေါ့နော်ရှော့ချတဲ့နေရာမှာဆိုလို့ရှိရင်လုံးဝကိုမှအထောက်အကူပေးတယ်နော်ကိုလေးချိန်ရှော့ချနေတယ်စဉ်းစားနေတယ်ဆိုလို့ရှိရင်ကယ်လိုရီများတဲ့အစားအစာတွေစားတဲ့နေရာမှာဒီအစားထိုးနိုင်ဖို့အတွက်အသေးတော်ဆုံးကတော့ကြောက်ဖြုံကြီးပဲနော်တကယ်လို့ဖြော်ရည်ဒါမှမဟုတ်ပြုတ်ပြီးတော့ကြော်တာဖြစ်ဖြစ်ပေါ့နော်သူကအာဟာရဓာတ်တွေပြည့်ဝတဲ့အတွက်ကြောင့်မို့ရေဓာတ်က96ရာခိုင်နှုန်းပါဝင်တဲ့အခါကြလို့ရှိရင်ကိုလေးချိန်ရှော့ချတဲ့နေရာမှာလုံးဝကိုမှအထောက်အကူပြုပါ ነው። ပါရယ်နဲ့တင်မဟုတ်ဘူးเนาะတကယ်လို့လူတယောက်မှဆိုလို့ရှိရင်သွေးမတိုက်တာမျိုးတွေဖြစ်စေနေတဲ့သူတွေဆိုလို့ရှိရင်ဒီကြောက်ပြုံကြီးကသွေးကိုတိုက်စေတယ်เนาะကြောက်ပြုံကြီးကသွေးတိုက်စေတဲ့သဘာဝအာနိသင်ရှိတယ်ပြင်ပတန်ရပဲဖြစ်ကုတာဖို့အတုံးပြုခဲ့မှဆိုလို့ရှိရင်အရွက်တွေကိုထောင်းကျက်ပြီးတော့အနာတွေမှာလည်းပို့အောင်ပေးပြီးတာကလွယ်ပြီးတော့ကြောက်ပြုံကြီးကအသွင်းပိုင်းနေမှာပေါ့เนาะသွေးယိုနေတာမျိုးတွေတွက်ဆိုလို့ရှိရင်မှအယံမှာဆွမ်းထားရတယ်เนาะပုံမှန်စားပေးရင်လည်းနွေရာတီမှာဖြစ်တတ်တဲ့ဒီ နှခေါင်းသွေးယိုတာမျိုးတွေပေါ်လို့လဲကာကွယ်ပေးနိုင်တယ်။နောက်တစ်ခုမှဆိုလို့ရှိရင်ကြောက်ကက်သမားပေါ့နော်။ကြောက်ကက်မှာသွေးယိုစိတ်မှုကြောက်ဖြစ်လာတဲ့ဒီအစီထဲမှာသွေးပါနေတာမျိုးတွေအနာတွေကြောက်လိတ်ကောင်းတွေကြောက်သွေးယိုနေတာမျိုးတွေပေါ့နော်။စသဖြင့်ဒီကြောက်ပြုံကြီးကိုပေါ့နော်ဖြော်ရည်တောက်တုံချင်းဖြစ်ကိုလုံးဝကိုကာကွယ်ပေးပြီးသားဖြစ်ပါတယ်နော်။ အရေပဲမဟုတ်ဘူးเนาะကျမကြီးအတွက်တစ်ခုတည်းမဟုတ်ပဲနဲ့စပင်နဲ့မျက်နှာအတွက်လည်းအချိုးကျေးစုတွေအများကြီးရှိပါတယ်เนาะကြောက်ဖြုန်ဒီကအလှပအတွက်လည်းအယံဥမှာအသုံးဝင်ပါတယ်เนาะထေမထားမိကြလောက်အောင်ကိုကြောက်ဖြုန်ဒီမှာဆိုလို့ရှိရင်ကြက်ရည်ကိုတမရည်နဲ့အည်ပြားပေါ်မှာလိုင်းတာဖြစ်ဖြစ်ဒါမှမဟုတ်တခြားမျက်နှာပေါင်းသိန်းဆေးတွေနဲ့ရောသုံးတာဖြစ်ဖြစ်ပေါ့เนาะလှုပ်ပေးခဲ့မယ်ဆိုလို့ရှိရင်အမဲဆက်တွေကိုလည်းရော့ပါစေပြီးတော့အသားရည်ကိုလည်းဝင်းလက်စီမှာဖြစ်ပါတယ်เนาะကြောက်ဖြုန်ဒီကဘောက် ျောက်စေနိုင်တဲ့အစွမ်းလည်းရှိပါတယ်เนาะတကယ်လို့ပေါက်ထားနေတယ်ဆိုလို့ရှိရင်ကြောက်ပြုံကြီးကိုကြက်ရည်လုပ်ပြီးလို့ရှိရင်ဥရည်ပြားနဲ့စပင်ပေါ်မှာဆုတ်လိမ့်ပြီးတော့ခေါင်းချော်ချပါစပင်ကိုအုံးစီနဲ့လိမ့်တယ်ဆိုတာထက်ကြောက်ပြုံကြီးအစိကိုထောင်းပြီးတော့အုံးစီနဲ့လိမ့်တာကပို့ပြီးတော့ထိရောက်မှုရှိစေရယ်เนาะ အောက်ပြုံဒီရဲ့ကျိုးကျေးဇူးတွေကပြောလို့ရှိရင်တော့ကုံမမဟုတ်ဘူးเนาะတကယ်လို့ကိုကဝန်းချုပ်နေတာပဲဖြစ်ဖြစ်အဲ့မပြောတာဖြစ်ဖြစ်ဒီကြောက်ပြုံဒီကိုတုံပေးလို့ရတယ်เนาะဝန်းချုပ်နေတဲ့တူတွေဆိုလို့ရှိရင်အမြင်နဲ့နဲ့အရင်တက်ပါဝင်မှုရှိနေတဲ့ကြောင့်မလို့အစာချေစနစ်ကိုကောင်းမွန်စေတယ်เนาะဒါကြောင့်မလို့ဝန်းချုပ်တဲ့ပြဿနာကိုလည်းသူကဖြေရှင်းပေးနိုင်ပါတယ်တကယ်လို့အဲ့ပြောချင်တယ်ဆိုလို့ရှိရင်လုံးဝအဲ့မပြောတဲ့တူတွေတွတ်ဆိုလို့ရှိရင်ကြောက်ပြုံဒီကညညအဲ့မပြောချင်းကိုကုတပေးရမှာလဲကောင်းတယ် ယ်တကယ်လို့စိတ်ကြည်စည်မှုတာမျိုးတွေအလုပ်ပင်ပန်းတာမျိုးတွေစိတ်စင်ချက်ဖြစ်နေတာမျိုးတွေဆိုလို့ရှိရင်ညညပိုင်းအိမ်မပျော်တဲ့သူတွေတွတ်ဆိုလို့ရှိရင်ကြောက်ပြုံဒီကိုပုံမှန်စားပေးရင်ဒါတွေကိုတက်တာစေနိုင်တယ်เนาะဒါဆိုလို့ရှိရင်ကြောက်ပြုံဒီကန်းနေပြီးတော့အကျိုးကျေးဇူးတွေဘလောက်ထိများလဲဆိုတာကိုအားလုံးသိပြီးလိုက်မယ်လို့ထင်ပါတယ်เนาะဒါဆိုလို့ရှိရင်ဝီရိုရဲ့ channel နောက်ထပ်ဗီဒီယိုတွေကိုထပ်ပြီးတော့ကြည့်ရှုနိုင်အောင်နိုတီနဲ့ subscribe လေးနှိပ်သွားပေးဖို့မမေ့ပါနဲ့เนาะ